တရားမဝင်စစ်အုပ်စုကိုကြားကန်ထောက်ကူပေးထားတဲ့ကွန်ရက်တွေနဲ့စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကိုဖော်ထုတ်ရေးသားနေတဲ့ Justice for Myanmar အဖွဲ့2025ခုနှစ်အတွက် Right Livelihood Award မှန်ကန်သောအသက်မွေးဝမ်းကြောင်းစုအတွက်ရွေးချယ်ခံရတယ်လို့ GFM ကထုတ်ပြန်ပါတယ်။ဂျီဆုဟာလူသားအလုံးအတွက်ငြိမ်းချမ်းရေးတရားမျှတမှုနဲ့ရေရှည်တည်တတ်မှုတို့အတွက်ကြိုးပမ်းဆောင်ရွက်ကြတဲ့ကမ္ဘာတဝန်းကအပြောင်းလဲပေါ်ဆောင်နိုင်သူတွေကိုအတိမတ်ပြုပေးရတဲ့ စုဖြစ်ပါတယ်။ GFM မှာမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်တပ်ရဲ့လူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေဥပဒေမဲ့ဖမ်းဆီးမှုတွေအရက်သားလေကြောင်းတိုက်ခိုက်မှုတွေလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြေးရွာတွေကိုအစီအစဉ်ချမီးရှို့ဖျက်ဆီးမှုတွေအပါအဝင်နိုင်ငံဆောင်ကော်ပိုရေးရှင်းကြီးတွေကမ္ဘာစစ်လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကြီးတွေရဲ့စေအုပ်စုအပေါ်နောက်ွယ်ကပံ့ပိုးမှုတွေကို ထုတ်ဖော်ရေးသားနေတာဖြစ်ပါတယ်။ဒါပြင်ပါဝင်ပတ်သက်သူတွေကို နိုင်ငံတကာနဲ့တပ်ဆိုင်ရာအစိုးရအဖွဲ့ကတည်အောင်တရင်ပေးပြီးအရေးယူမှုတွေကိုပါတဘာတည်းလှုပ်ဆောင်နိုင်ဖို့တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ဒီစုကိုဆွီဒင်နိုင်ငံအခြေစိုက်အဖွဲ့က1980ခုနှစ်ကစပြီးနှစ်စဉ်၄ဘွဲ့ရွေးချယ်ကတဖွဲ့ကိုယူရို9000ပေးရတာဖြစ်ပါတယ်။ဒီစုရရှိတာဟာနိုင်ငံတကာက Federal Democracy ငြိမ်းချမ်းရေးနဲ့တရားမျှတမှုအတွက် မြန်မာပြည်သူတွေရဲ့ရုန်းကန်ကြိုးပမ်းမှုတွေကိုကဘာကြီးကမေ့လျော့ထားခြင်းမရှိကြောင်း ပြတ်တဲ့အတိပေးနှိုးဆော်ချက်တည်းရဲ့ဖြစ်တယ်လို့ GFM ကဆိုထားပါတယ်။